ကျွန်တော်ရဲ့ဒီအိတ်နဲ့ပတ်သက်ပြီးတော့ဒီကဘာအိတ်လဲဘလောက်ပေးရလဲဘာလို့အမြဲတမ်းလွယ်နေတာလဲဆိုတဲ့အမေကမျိုးမကြမကြအမေခံရလေးရှိတယ်ဒီက Babe နဲ့ Face Clan နဲ့ collaboration လုပ်ပြီးထုတ်ထားတဲ့အိတ်ပါဒီအိတ်မှာရာဇဝင်နေရှိပါတယ် Face Clan Face Clan Face Clan Sports Phenomenon Face Clan debuting on Face Clan ကြောင့်တည်ပြီးသားသူတွေအတွက် Face Clan ဆိုတာ internet လောကအပြင် streaming ကချောက်ဝါပုံပေါ်ခဲ့တဲ့သူတွေလို့သတ်မှတ်ခံရတဲ့သူတွေလက်ရှိ Kai Snapchat တို့ Speed တို့ Mr Beast တို့တက်ကိုပို့ပြီးတော့စောတဲ့ creators တွေပါ internet ဆိုတာအပြောအတွက်ပဲမဟုတ်ဘူးအသက်မွေးဝမ်းကြောင်းဖြစ် ြစ်ပတ်စံရှာလို့ရတယ်ဆိုတာကိုပါပြသခဲ့တဲ့သူတွေဆိုလဲမမပေါ့ဒီနေ့တော့ internet နဲ့ gaming gacha ကိုပြောင်းလဲစေခဲ့တဲ့ကျွန်တော်လည်းအရန်ကြိုက်ခဲ့ရတဲ့ face clan ကြောင်းပြောကြပါမယ် disclaimer အနေနဲ့ပြောချင်တာကတော့ဒီ video က story အရှိယူမှနားလဲလွယ်အောင်အယိုးရှင်းဆုံး over simplify အနေနဲ့ပြောမှဆိုတော့ကြံခဲ့တာတွေခြံခဲ့တာတွေလည်းရှိကောင်းရှိနေပါတယ်2010 2010ဝန်းကျင်ကာလ YouTube ပေါ် video လေးတွေတင်ကြတာအရှိန်ကောင်းလာတဲ့ခေတ်လို့ပြောရမယ်မှတ်မိသလောက်ဆို small store nigahikaru ကအဲ့အချိန်မှာနိုင်ပေကြီးတယ် less polish and more than the city လို့ခေါ်တဲ့ ယ် edit သိမ့်မပါတဲ့ခက်ရိုးရိုးရှင်းရှင်းအကျန်းတဲ့ဗီဒီယိုတွေတင်ကြတာများတယ်အဲ့တုန်းက YouTube ကလည်းအခုလိုမျိုးဝင်ငွေပေးတာမျိုးတိတ်ပြီးတော့အများကြီးမရှိသေးဘူးသူတို့ရွေးချယ်ထားတဲ့အနည်းလောက်ကိုပဲ vanitization လို့ခေါ်တဲ့ပတ်စံပေးတာမျိုးရှိတယ်အဲ့တော့အဲ့တုန်းကဗီဒီယိုတင်ကြတာဒီကနေ့ပတ်စံရဖို့အတွက်အပျော်သဘောဒါမှမဟုတ်ရှင်လေကိုယ့်ရဲ့ reputation အတွက်ပဲတင်ကြတာများတယ်2010ဂျွန်လ3ရက်နေ့မှာ Call of Duty အတူတူစောတဲ့တငယ်ချင်းတွေစုပြီးတော့ထောင်ထားတဲ့ Face Clan ဆိုတဲ့ in game team တစ်ခုတည်းက clip ဆိုတဲ့ player ကသူတို့ဆော့ထားတဲ့ဗီဒီယိုတစ်ခုကို YouTube ပေါ်စတယ် ီးတော့အတင်ကြီးခဲ့တယ်ဒီဗီဒီယိုထဲမှာတို့အတင်းရဲ့ scope တောင်းမဖွင့်မဲနဲ့ enemy တွေကို no scope နဲ့ sniper headshot တွေလိုက်ပစ်တာ trick shots တွေလုပ်ပြရတာကဆောက်ရမ်းကျန်းလုံးတော့ကြီးတဲ့သူတိုင်းသဘောကျစရာဖြစ်ခဲ့တယ်အထူးသဖြင့်ယောက်ျားလေးတွေခြေထဲမှာပေါ့ဂိမ်းဆော့ရတာမကြိုက်တဲ့ယောက်ျားလေးဆိုတာလည်းခက်ရှားရှားပဲအဲ့တော့ခက်တူတူပြောရရင်တော့ YouTube ပေါ်မှာဒီဗီဒီယိုကပေါက်သွားပြီးတော့ clips resistant နဲ့ house cat တို့ရဲ့ဒီ call of duty တင် face တွေဝင်ကျင်ကြတဲ့လူငယ်တွေကလေးတွေအများကြီးများခဲ့တယ်အီခန်မွန်တောက်ဆိုပြီးသူတို့ကစားတဲ့ video episode တွေတင်လိုက်တိုင်းလူကြိုက်အများကြီးများပြီးတော့အောင်မြင် ့အသင်းတစ်ခုဖြစ်လာခဲ့တယ်။ဒီလိုနဲ့ face tail ကို tempa ရောက်လာတယ်။ tempa က creativity ကောင်းတဲ့ပြင်စီးပွားအတွက်လည်းတွတ်တွတ်တယ်။ gain နဲ့မှ trick shots တွေပြစ်ပြတာကိုတင်နေတဲ့ YouTube channel ကနေ vlog တွေ pranks တွေ IRS stream တွေပါထည့်ခဲ့တယ်။အိမ်တလုံးထဲမှာတငယ်ချင်းတွေစုနေပြီးတယောက်နဲ့တယောက်စားကြနောက်ကြ gain တွေစောကြ pranks တွေလုပ်ကြတဲ့ဘဝကစေကျော်သက်တည်းရဲ့အိမ်မက်ပဲဆိုတော့ face ရဲ့လွှမ်းမိုးမှုကလူငယ်တွေပေါ့အကြီးရှိခဲ့ပါတယ်။ face clan ကို copy ကူးပြီးတော့ face clan လုပ်နေကြပုံစံတွေတိုင်းတပုံစံနဲ့လဲလုပ်တဲ့တခြားသော house တွေလည်းအများကြီးပေါ်လာခဲ့တယ်။ဒီနေ့ခေတ် Kaizen ရဲ့ AMB house House တို့ PSN ရဲ့ Sideman တို့ ਆ ဒါ Face Clan ရဲ့ Culture ကနေပြီးတော့ထွက်လာတဲ့အရာလို့ပြောရင်တော့ရတယ်ဒီလိုနဲ့2010အနေနဲ့2018လောက်အထိ Face ရဲ့အောင်မြင်မှုတွေကကြောက်ဖို့ကောင်းလောက်ကြီးမားခဲ့တယ်။တွားတဲ့နေရာတိုင်းပရိသတ်တွေအပြည့်ရှိတယ်။ Face ရဲ့လွှမ်းမိုးမှုမှာတွေ့ပြီးမြင်ချင်းတဲ့ကမ္ဘာကျော် Brand ရှိတွေရဲ့တန်းနဲ့ချီတဲ့ Sponsorship တွေရတယ်။ဒူးမမရဘူးသေးတဲ့ Manchester City တို့လိုဘောလုံးအသင်းတွေ Nissan တို့လိုကားကုမ္ပဏီတွေ Nike Babes T Series ဘလောက်ထိလဲဆိုရင် DC နဲ့ပေါင်းပြီး Batman Comic ထဲမှာ Face Member တွေပါလာတဲ့အထိပါပဲ။အဲတကူရှိ ိတာဒီအချိန်မှာ face တွေကိုကြည့်မြင်ရတဲ့သူတွေလည်းအများကြီးရှိလာပြီပေါ့နော်ဒီ internet clowns တွေကငါတို့အရန်ကြဲရတဲ့ batman comic မှာပါပါလာဆိုပြီးပြောရတဲ့သူတွေလည်းရှိလာတယ်2019မှာတော့ face ရဲ့ social media တွေအားလုံးကိုထိန်းချုပ်ထားတဲ့ main account hack ခံရတယ် hack ပြီးတဲ့အချိန်မှာလုတ်သွားတာက face တွေကိုယ်တိုင်တင်တဲ့အထာမျိုးနဲ့ fans တွေကိုဆဲတာမျိုးတွေ char clans တွေကို attack လုပ်တဲ့စာတွေတင်တာ scam link အတုတွေပေးတာစတဲ့ပတ်စံအတွက်လုတ်တာမဟုတ်ဘဲနဲ့ face clan ရဲ့ reputation လို့ခေါ်တဲ့ပုံရိပ်အကျဆင်းမှုတက်တက်လုတ်သွားတာဒါမှလည်း November မှာတော့ဒီ account ေအကုန်လုံးဟက်ခံရဲဆိုတာကိုပြန်ပြီးတော့ရှင်းပြပြီးနောက်ပြန်มาပြန်အဆင်ပြေသွားတယ်ပေါ့လူတွေမှာအအောင်မြင်ဆုံးအချိန်တွေကကြောက်ဖို့အကောင်းဆုံးပဲဆိုတဲ့ဇာတ်တခုရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ခြေလက်အမှောက်ကိုစောင့်နေတဲ့ပြင်ပတ်တွေရှိတယ်ရန်သူတွေရှိတယ်အစိုးဆုံးကတော့ကိုယ့်ရဲ့မိတ်ဆွေပုံခံပြီးတော့ကိုယ့်အတုံးချဖို့ကြံစည်နေတဲ့သူတွေဖြစ်လိမ့်မယ် Facebook ရဲ့ကြဆုံးမှုကရန်သူတွေကြောင့်မဟုတ်ဘဲနဲ့မိတ်ဆွေတွေကြောင့်ဖြစ်ခဲ့တာပေါ့နောက်15 16လောက်ကနေစပြီး Face Clan ရရှိရက်တည်နိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့စီးပွားရေးနဲ့ပတ်သက်တာတွေစတင်ခဲ့တယ်မိတ်ဆွေလိုယူဆရတဲ့ business member တွေကိုထည့်ခဲ့တယ်ဒီထဲမှာ Cyberian Gas နဲ့ Lee Tring တို့ဟာလူသိများတယ် Guard က Hubril လို့ခေါ်တဲ့ social platform တစ်ခုကို Face Clan ရဲ့လွှမ်းမှုကိုအသုံးချပြီးဖန်တီးဖို့ကြိုးစားခဲ့တယ်အလုံးမဖြစ်ခဲ့တဲ့အပြင်ဝေဖန်မှုတွေအများကြီးခံခဲ့ရတယ်ဂျားထဲမှာစီးပွားအတွက်အရန်တွက်လုံးလို့ Face ကနေမဲ့အကြီးဆုံး member တွေတယောက်ဖြစ်တဲ့ Tfu က Face ကိုပြန်တရားစွဲတဲ့အရန်ကိုယူဆတဲ့ကိစ္စလည်းဖြစ်သွားတယ် Lee Tring ကကြတော့ Face Clan ကိုအများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြောင်းပြီး share တွေပါရောင်းခဲ့တယ်အစပိုင်းမှာ Hope လို့နဲ့ share တန်ဖိုးတွေထိုးတက်ပြီးကုမ္ပဏီရဲ့တန်ကြီးကဒေါ်လာ1ဘီလီယံအထိရောက်ခဲ့တယ်ရှယ်ယာတစ်ခုကိုဒေါ်လာ20ဒီတန်ကြီးရှိခဲ့တာပါဒါပေမဲ့ ဲ့9လအကြာမှာ share တစ်ခုကို0.14ဒေါ်လာပဲတန်ကြီးရှိတော့တယ်ဒီနေ့ထိလဲ face client share တန်ကြီးက0.18ဒေါ်လာပဲရှိပါတော့တယ် share တွေထိုးကြပြီးတော့ဒုက္ခရောက်တဲ့အချိန်မှာတော့ bot writer တွေအကုန်လုံးကနှုတ်ထွက်ကုန်တယ် CEO lead train ကလည်းယာတူကနေနှုတ်ထွက်သွားတယ် face တွေကိုလူတွေကဂိမ်းကစားတဲ့သူတွေဖြစ်သေးကြရနေ2022ဝင်းချင်းမှာတော့ face တွေကစီးပွားရေးအရင်လုပ်တဲ့သူတွေဖြစ်ပြောင်းလဲကုန်တယ်ဒါကလည်းကိုယ်တိုင်ဖန်တီးခဲ့တဲ့အမှားတစ်ခုလို့ပဲပြောရမလားပေါ့ face တွေတည်ဆုံးပြီဆိုတဲ့ဇာတ်ကသူတို့ကိုနှိမ့်နေချီအားပေးခဲ့တဲ့ hack ခိုးဖန်တီးတွေတော့ရှင်းလား ာစရာဖြစ်ခဲ့ပါတယ်။အောင်မြင်ဆုံးအချိန်တွေကကြောက်ဖို့အကောင်းဆုံးဆိုလို့ရှိရင်ကျွန်တော်အရန်ကြိုက်လို့ကျွန်တော်ရဲ့စာအုပ်လေးတွေမှာပါထည့်ခဲ့တဲ့အစိုးရဆုံးအချိန်တွေမှာအကောင်းဆုံးအရာတွေလာတတ်တယ်ဆိုတာလည်းရှိပါသေးတယ်။ Face တွေကအားလုံးဆုံးရှုံးအပြီးမှာအစအနေပြန်လည်တိဆောက်ခြင်းစတင်ခဲ့တယ်။ Tampa Bank Rack နဲ့ Ebay Store ကလူသစ်တွေနဲ့အတူ Face Clan ကိုပြန်ပြီး rebuild လုပ်တယ်။ Tampa ဆိုရင်သူရဲ့ Face Clan ပြန်နာမည်ရဖို့အတွက်ဒီ KSN ကို Show Notice နဲ့တင်လက်ဝတ်ဝင်ထိုးတာ ਈ ထိလုပ်ခဲ့တယ်။သူရှုံးသွားပေမဲ့လည်းဒီ Face Clan ရဲ့နာမည်ကိုတိုင်းတာတစ်ခုထိလူကြားထဲပြန်ပြီးတော့ရောက်စေခဲ့တယ်။ က်ရှိအချိန်မှာဆိုလို့ရှိရင် face ကအရင်နေရာမဟုတ်ရင်တော့တိုင်းတာတစ်ခုတည်းပြန်ပြီးအချိန်ရလာတာကိုကျွန်တော်တို့သိသာမြင်လာရတယ်။ဒါနဲ့ပတ်သက်ပြီးဘာမှမသိဘူးဆိုရင်တော့ဒီ clip ကိုတော့သိပါလိမ့်မယ်။ ီဒီယိုက Faceland Member စီတဲ့ Jason ရဲ့ဆွတ်ဘတ်တုံးနဲ့ clip ပေါ့နော် Jason ဆိုတဲ့လက်ရှိ Twitch မှာ subscriber အများဆုံးအယောက်30တင်းမှာပါတယ် Face တွေကတည်ဆိုးမလို့နဲ့ပြန်ပြီးတော့ resurrect ဖြစ်လာနေပြီလို့ပြောကြတယ်အဲ့တော့ဒီပုံမြင်လေးမှာတော့တစ်ခါတလေမှာကိုယ့်ရဲ့မိတ်ဆွေဆိုတဲ့သူတွေကကိုယ့်ကိုပို့ပြီးထိခိုက်စေတတ်တယ်လို့အောင်မြင်ဆုံးခြေအနေတွေမှာကိုကိုကိုဟန်ဘက်ဖြစ်ဖြစ်နှိမ့်နှိမ့်ချာချာနဲ့သတိကြီးကြီးထားပြီးနေတတ်ဖို့ရဲ့အစိုးရဆုံးခြေအနေတွေကြုံနေတယ်ဆိုရင်တော့မှအကောင်ဆုံးအရာတွေလာနိုင်သေးတယ်ဆိုပြီးတော့စိတ်မပြတ်တော့ဘူးရပါပဲအဲ့တော့ဒီလေးရဲ့ပုံမြင်ကတော့ဒါပါပဲ I got the time.